အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်ဆီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုနကတော့ကျွန်တော်မိတ်ဆွေဂျာတာပရိသာသမီအားလုံးအတွက်9ရက်9လ2025ကနေ7ရက်9လ2025အတွင်းမှာကြုံတွေ့ရမယ်တပတ်စာကန်ဂျမာဟောကင်းကိုကနာတခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ကာလတွင်မှာကျွန်တော်မိတ်ဆွေဂျာတာပရိသာသမီတွေပေါ့လေအဲဘလို့ကန်တရားလေးတွေကြုံတွေ့ရတယ်လဲဆိုရင်တော့ဘထောက်ဆုံးအလုတ်ကံရအစပြောကျွန်တော်ပြန်နော်အဲဒီတပတ်ကာလမှာဂျာတာပရိသာသမီတွေ အလုပ်ဖြစ်စေနေရာထိုင်ခင်းဖြစ်စေပြောင်းအားရှူရတဲ့အနေထားမျိုးတွေကြုံရတဲ့ပြန်နော်အဲ့တော့ပြောင်းအားရှူရတဲ့အခါမှာကောင်းလာမင်းမဆိုးပါဘူးပြန်နော်အာအဲ့ဒီနဲ့ပတ်သက်ရင်တော့ကောင်းတယ်ဗျလက်ရှိနေတဲ့နေရာကနေနောက်တစ်နေရာကိုပြောင်းဝင်တဲ့ပြောင်းဝင်ပိုကောင်းတာပေါ့တချို့တည်းဆိုရင်အိုသစ်အိမ်သစ်ရတတ်တယ်တချို့ကတော့အပီးပြောင်းတာမဟုတ်ရင်တော့မှမမြုံနေမယ်နဲ့အကြောင်းအကြောင်းကြောင့်ရုပ်တရက်အလဲပတ်သွားတာမျိုးတွေခီးရုပ်တရက်ထထွက်ရတာမျိုးတွေဖြစ်တဲ့တဘာဝရှိတယ်။သွားပါရပါတယ်ဗျာနော်ကိစ္စမရှိပါဘူး။အဲသွားပြီးတော့နောက်ပိုင်းပို့ပြီးတော့အဆင်ပြေတာပေါ့နော်။အလုံးနဲ့ပတ်သက်ရင်တော့နည်းနည်းအောင်မာကျင်တယ်ဗျ ဒီကလာမှာတခုခုဆိုရင်လေတွေးစအဲတွေးနေတာတွေအချိန်ကုန်နေတာဗောလေချိန်စနေတာနေနေအချိန်တွေကုန်တဲ့အခါအခွင့်အရေးကောင်းလေးတွေလက်လို့ဆုံချုံသွားတာမျိုးတွေဖြစ်တတ်တယ်နော်သတိတော်ထားပြီးဦးပြီးတော့ဒီကလာမှာဝင်နှန်းနေဆိုရင်တော့ယာရုတိုးတတ်တဲ့အနေထားလေးတွေကြုံရတတ်တယ်ယာရုမတိုးရင်တော့သူကလက်စာတွေပါရေးတိုးတတ်တယ်အဲ့တော့တစ်ဖက်မှာယာရုတို့လက်စာတို့အနေထားကြုံရတာရှိတော်လဲပဲတခြားသူတွေကကိုယ်ကိုတိုက်ခိုက်တာမျိုးတွေကဖြစ်ကိုဖြစ်တယ်ဗော ီးတော့ကိုအယံပင်မနာတဲ့ဟာကိုပင်မနဲ့ကိုရဲ့အကျိုးကျေးဇူးကိုကြတော့တခြားတစ်ယောက်ကမစီမဆိုင်ဝင်ပြီးတော့လူယူတာခံစားရမှုတွေဖြစ်တဲ့အခါပြဿနာအနောက်ရှက်လေးတွေကြုံရတဲ့သတိထားပေးပါလို့အကြံပေးခြင်းနဲ့သို့တော့ဒီကားမှာဘလောက်ပဲအညာအခိုက်ကြုံကြုံကိုကအနိုင်ရတယ်ဆိုတဲ့ကိန်းထဲမှာသွားပါတယ်ဗျာနော်အနိုင်ရတယ်ဆိုတဲ့ကိန်းထဲမှာပါတယ်အမှုကင်းဖြစ်အောင်ကိုကအနိုင်ရတယ်ကို့ကိုအကူအညီဆောက်ရှောက်မဲ့ကို့ထက်ကြီးခဲ့တဲ့သူတွေရှိတယ်နောက်ခံအင်အားလေးတွေအလိုလိုပေါ်ပေါက်လာလိမ့်မယ်ဘာမှစိတ်မပူပါနဲ့နော်ဒီကားမှာအိမ်ပြင်မဲ့အိမ်ဆောက်မဲ့ဆိုရင်အကောင်းဆုံးသောကာလလို့ခေါ်တယ်သူကလေ အိမ်ကပြင်ကျင်တိုင်းပြင်ဆောက်ချင်တိုင်းဆောက်လို့မရဘူးသူရသူ့အချိန်သူ့ခါနဲ့မှကောင်းတာပေါ့ဗျာနော်ဆိုတော့အိမ်ပြင်အိမ်ဆောက်ရတဲ့ဂိမ်းထဲမှာသွားပါတယ်အလုံးမရှိသေးတဲ့သူတွေဆိုအလုံးရှောင်းအလုံးရတဲ့ဂိမ်းထဲမှာပါတယ်တော်တော်လေးအကောင်းပါတယ်ပြီးတော့ပြပထုတ်ဖို့ကြိုးစားတဲ့သူတွေဆိုလည်းဒီကလာမှာထွက်ပြအောင်ထွက်ပြပထုတ်လို့အဆင်ပြေတယ်နော်အင်တာဗျူးတွေပါနေဖြစ်အောင်နေဆိုတော့အလုံးနဲ့ပတ်သက်ပြီးဖြေတဲ့ဆောင်ဝယ်ရတော့အောင်နေဗျာနော်အဲနောက်တစ်ခုဘာပြောချင်တာလဲဆိုတော့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုရင်ဒီကလာမှာအဲစံစဘာတွေပါရောင်းဝယ်တူတော်ဖောက်ကားတာ စံစီစေစားစက်ပစ္စည်းနဲ့ပတ်သက်ပြီးရောင်းဝယ်ဖောက်ကားတာစားသောက်ဆန်တွေဘာတွေဖွင့်တာမျိုးတွေဆိုရင်အမှန်တန်ကောင်းတယ်အဲ့လိုငန်းတွေမှာယင်းနီမြောင်းတော်မျိုးလုပ်ရင်တော်တော်လေးအကျိုးပေးတယ်ဗျလုတ်ဖြောင်းနဲ့လုတ်ဖို့အကြံပေးနေတယ်ဗောလေတော်တော်လေးအားကောင်းပါတယ်တယောက်အားနဲ့မရရင်စုပေါင်းဆက်ပေါင်းလုပ်ပါစက်တူရှယ်ယာလုပ်ငန်းတွေလုပ်ရတဲ့ဂိမ်းတွေမှာပါတယ်ဗျာနော်အထူးသဖြင့်အင်္ဂါတာသမီတွေနဲ့ပူးတွဲပြီးလုပ်ရတာမျိုးတွေဖြစ်တတ်တယ်အရေးကြီးတဲ့စားဆန်တွေနဲ့စားချုပ်တွေမှာလက်မှတ်ထိုးလိုက်ရတာမျိုးတွေဖြစ်တတ်တဲ့ဂိမ်းရှိတော့တော်တော်လေးအားကောင်းပါတယ်ဗျာနော်ပြီးတော့ကိုယ့်ရဲ့အိမ်ကိုတမွေးကြည့်တဲ့စက်ပစ္စည်းတွေဘာတွေဝင်လာတတ်တဲ့ဂိမ်းရှိတယ် အမျိုးသမီးတွေဆိုရင်အထုပ်ဆက်ကအစားပါတာပေါ့လေအမျိုးသားတွေဆိုရင်စိုင်ကယ်နော်ဆက်ပဲတခြားတံမွေးကြည့်တဲ့ဆက်ပစ္စည်းတွေအစားအများကြီးဝင်လာတဲ့ကိန်းရှိတယ်ဆက်ပစ္စည်းဝင်လာကောင်းတာမှန်တော်လည်းပဲကားတွေဘာတွေဝင်တော့မရဘူးအစအဝင်မတော်ဘူးကားဝင်ပြီးတဲ့နောက်ပိုင်းပြဿနာလေးတွေအနောက်ရှက်လေးတွေအများကြီးကြုံရတယ်ခိုက်လိုက်မယ်နော်စီပွားလက်လာပါပိတ်ကြကြသွားတာမျိုးတွေတွေအစားဖြစ်တော့သတိထားပြီးတော့ဘာမှတံမွေးမကြည့်တဲ့ကြောက်လေးတွေပေါ့ကြောက်အစ်စ်တော်မဟုတ်ပါဘူးတချို့လေးတွေ fancy တတာစသည်အားဖြင့်ပေါ့လေဒီမှာလက်ဆောင်ပေးလို့ဖြစ်စေကိုကိုကသာကိုဝယ်လို့ဖြစ်စေအိမ်ကိုအဝင်မတော်ဘူးနော် ဖြစ်နိုင်အဲ့ဒါတွေမဝယ်ပါနဲ့လက်ပိတ်သွားတတ်တယ်နော်ဟိုပွင့်နေတဲ့လက်ကရုပ်တရက်ကြီးပိတ်ချသွားတာမျိုးတွေဖြစ်တယ်လို့အာမဝင်ဘူးဆိုရင်ဘာမှမရှိဘူးကိစ္စမရှိဘူးနော်အဆင်ပြေတယ်ပြီးတော့ကိုယ့်ရဲ့အိမ်ကိုတလဲခွေတွေတာသမီးတယောက်ညာညက်နေလာတဲခွေလာလို့ရှိရင်လဲကို့မှာဘလောက်အညံ့ခိုက်လေးတွေကြုံကြုံအဆင်ပြေသွားတယ်ဗျာနော်လက်လာပါလေးတွေပွင့်သွားလိမ့်မယ်အဲဒီတစ်ပတ်ကာလကတော့ကြာတာပြည်တာသမီးတွေလက်ညှိုးညွှန်လာရေဖြစ်တဲ့ကာလလို့ခေါ်ရပြနော်အချစ်အိမ်တော်ရဲ့ပတ်သက်ရင်အမရန်ကောင်းတယ်အဲကွဲကွာနေတာကြာပြီးဖြစ်တဲ့ချစ်သူတွေပြန်လဲစုံစည်းရတတ်တယ် အကွက်ကွန်နေတာကြာပြီဖြစ်တဲ့လင်မယားတွေပြန်လဲပေါင်းစည်းရတဲ့ဂိမ်းထဲမှာသွားပါတယ်ချစ်လို့မရှိတဲ့သူတွေဆိုရင်ဒီကာလမှာအမရန်စမ်းပွင့်တယ်နော်ခေါင်းခေါက်ယူလို့ရတယ်ဆိုတဲ့အနေထားလေးတွေဖြစ်တည်လာလိမ့်မယ်အဲ့တော့ကျွန်တော်သဘောရဆိုတော့ဒီကာလမှာရတဲ့ချစ်သူကဘောအတွက်ကောင်းမွန်တဲ့ချစ်သူအိမ်တော်မကောင်းအထိပါဖြစ်သွားနိုင်တဲ့အနေထားတွေရှိသွားတတ်တယ်ဗျာနော်အဲ့တော့ချစ်သူထားမယ်ဆိုဒီကာလကထားလို့အကောင်းဆုံးပဲအဲ့တော့အမျိုးသမီးတွေလည်းကိုယ့်ကိုချစ်ရဆိုတဲ့အခါမှာအရင်ကြီးမူမနေနဲ့ပေါ့လေလက်ခံစရာရှိတာလက်ခံပေါ့အဲဒီကာလတွေကကြော်လို့ရှိရင်နောက်ခါကျရင်ချစ်သူတွေပါထားလို့မရတဲ့ကာလတွေဆိုတာတသက်ရှိတယ်ဗျာနော် ဲ့တော့ကျွန်တော်တို့ကိုယ့်အကိုအသေးစိတ်စစ်တာတော့ဒကန်နာပေါ့လေချစ်လို့မရှိရင်ချစ်သူရတတ်တယ်ချစ်သူရှိတဲ့သူတွေဆိုရင်လည်းအိမ်တော်တွေပါတယ်ကြားတတ်တဲ့အနေထားဖြစ်တော့ကောင်းတယ်ဗျာနော်တခုရှိတယ်အဲ့စားပွင့်လုံရင် तू ကကောင်းချင်းမှာနောက်တစ်မျိုးလေးတွေလာတာပါအပွင့်လုံရင်မကောင်းဘူးပေါ့လေအဲ့တော့ဘာဖြစ်လဲဆိုတော့အမျိုးသားတွေဆိုလို့ရှိရင်မိမကြောင့်စိတ်ညစ်စိတ်တော်ကရောက်တတ်တယ်သုံးပွင့်ဆိုင်ပြဿနာမျိုးတွေဖြစ်တတ်တယ်ဗျာနော်မလုံမလတ်တဲ့အနေထားမှာထပ်ပြီးတော့နောက်တစ်ယောက်နဲ့မေတ္တာများမိတဲ့အနေထားမှာရှစ်တဝါခါနောက်ဆဝါခါဆိုတဲ့အနေထားတွေဖြစ်တတ်တယ်။အမျိုးသမီးတွေဆိုရင်လည်းကိုယ့်ရဲ့အမျိုးသား အဲနောက်တစ်ယောက်နဲ့အဲ့လိုမျိုးပတ်သက်သွားတာမျိုးတွေဖြစ်တဲ့အခါမှာမကောင်းဘူးလေသတိထားပါပိုဆိုတာကအမျိုးသားကိုနည်းနည်းတော့အကြံပေးချင်တာကဒီကာလမှာကိုယ်သွားပတ်သက်မိတဲ့အခါမှာအဲ့ဒီအမျိုးသမီးကမလို့မလက်တဲ့သူနဲ့သွားပြီးမျက်တာမြားမိတာမျိုးတွေဖြစ်တဲ့အခါသတိထားပါလို့ထက်ထက်လေးလေးအကြံပေးပါရစေနော်ကျမကြီးနဲ့ပတ်သက်ရင်တော့ဇာတပရိသတ်သမီးတွေဒီကာလမှာကျမကြီးကအကျောနဲ့ပတ်သက်တဲ့ယောဂါတွေအဓိကဖြစ်တယ်အာယုံကျောနဲ့ပတ်သက်တဲ့ယောဂါတွေခန္ဓာကိုယ်မှာရှိတဲ့အကျောအခြေအနေနာကျင်ကြိုက်ခဲတာအကျောတွေရောင်းတာပေါ့လေ ခါနာတာခြေထောက်နာတာကြောက်ကနဲ့ပတ်သက်တာဒါမျိုးလေးတွေအစားသွားဖြစ်တတ်တယ်သတိထားပါပြီးလို့ရှိရင်သူကဘယ်လိုပြောမလဲနှစ်ထင်ကြောတွေပါရထူတာဒါအာယုံကြောနဲ့တိုင်းသက်ဆိုင်တာဗောလေအဲ့လိုဖြစ်တဲ့ခါမှာမျက်စိပါသွားထိပြီးတော့မျက်မှန်ပါပါဒိုးရတယ်မျက်မှန်တက်လိုက်ရတဲ့အနေထားမျိုးတွေသွားဖြစ်တော့သတိထားပါဂယုစိုက်ပြပါဗျာနော်အဲ့တော့ပညာရေးလဲဆိုပြီးအပညာရေးတစ်ခုကျန်သေးတယ်ကျန်တာပရိသတ်သမီးတွေပညာရေးကံလေးနည်းနည်းလေးပြောအောင်မယ်ဒီကလာမှာအစာဘလောက်ရရစောင်းမွေးကြရတဲ့ခင်ရှိတယ်သတိထားနော်အင်တာဗျူးတွေပါဖြေတဲ့ခါမှာအလုံးနဲ့ပတ်သက်ပြီးဖြေတာတော့မပြောလို့ဘူး ဒါပေမဲ့တခြားကိစ္စတွေထားပါတော့စောင်းဝဲတွေပါလေဖြူလို့ရှင် အားနှက်ချက်လေးတွေရှိတယ်စောင်းဝဲကြောက်ဖို့ကြောင့်လည်းတော်တော်လေးများတော့သတိလေးထားပေးဝရိယအားလေးနှစ်ဆသုံးဆကြိုးစားပြီးမှတော်ယုံကြမယ်ဆိုတာလေးသိစေချင်တယ်ခဲဖြေထားပြီးသားရှိပြီးဟိုအဖြေစောင့်နေတဲ့သူမျိုးတွေဆိုရင်တော့ဒီကလာမှာပြောရမှာတော့အားနာတယ်အညံ့ခိုက်လေးတွေတော်တော်လေးပြင်းတော့ကျွန်တော်ပြင်ပေးတဲ့ရရားလေးတွေလှုပ်ဖြစ်အောင်လုပ်ပါပညာရေးအားနေတယ်နော်ကြောင်းလျှောက်တဲ့သူတွေပါလေဆိုရင်ဒီကလာမှာလျှောက်လို့မရဘူးဗျဗီဒါတွေပါလေလျှောက်တဲ့သူတွေအဆင်မပြေဘူးဖြစ်တတ်တယ်သတိထားပေးနော်မရသေးဘူးအချိန်မကျသေးဘူးလို့ပြောရင်ပို့ပြီးမှန်းလာလိုက်မယ်ဗျာနော် တော့ဒီကာလမှာလုတ်တဲ့ကန်တဲ့ခါမှာလေမြေကိစ္စကြောင့်ဖြစ်စေအမွေကိစ္စကြောင့်ဖြစ်စေပြဿနာလေးတွေဖြစ်ရင်တယ်မမှုပုံစံလေးတွေဖြစ်တဲ့တော့သတိလေးထားပေးပါလို့အကြံပေးခြင်း ਨੇ မေလ9ရက်6ရက်9ရက်8ရက်9ရက်10ရက်အဲ့ဇက်လိုက်ပြန်အမရန်ကံကောင်းတယ်အလုတ်ကန်အိုးရင်လည်းပတ်သက်တဲ့ကိစ္စတွေစကားပြောဆိုလို့အောင်မြင်တယ်အိုးသိအိမ်သိရတာတို့ယာရုတို့ရဲ့အနေထားတို့အလုတ်ရတာတို့အဲ့ဒါမျိုးတွေဖြစ်တယ်ကအလုတ်မရှိရင်အလုတ်လျှောက်ရတယ်ဗျအလုတ်ရှိတဲ့သူတွေကလက်ရှိအဆင့်နဲ့ထားနောက်တစ်ဆင့်မြင့်သွားလိမ့်မယ်ယာရုတို့လာတာတို့ဆိုတဲ့အနေထားတွေကြုံရတတ်တယ်တော်မူကြည့်တဲ့ဆက်ပစ္စည်းကိရိယာတွေဝင်တတ်တဲ့ကိန်းရှိတယ် ီးတော့အင်္ဂါနံလုံးခေါ်တဲ့စံစီစေစာဆက်ပစ္စည်းဆက်ပတ်ဆိုင်စသည်အပြင်အဲ့လုပ်ငန်းတွေမှာယင်းနီမြို့နယ်နဲ့တူတယ်ဆိုရင်အဲ့လုပ်ငန်းတွေကနေကုန်တွေကရောင်းကောင်းဝယ်ကောင်းဖြစ်တဲ့အတွက်အမှန်တန်စီးပွားလက်လာပါတက်ပြီးအကျိုးမြတ်များစွာရရှိတတ်တယ်နော်ကိုပြောတဲ့စကားလေးအောင်မြင်တဲ့လက်ညှိုးညှိုးကရေဖြစ်တဲ့ကာလလို့ခေါ်တယ်ဟောမေလ၁၇ရက်အရက်လေးတရက်ကတော့အညံ့ခိုက်လေးကြောင့်တော့သတိထားပေးငွေကုန်ချေချာများတာမျိုးတွေဖြစ်တတ်တယ်ပြီးတော့မိမကြောင့်နာမည်ပြတ်တာမျိုးတွေဖြစ်တတ်တယ်မိတ်ဆွေအချင်းချင်းသဘောထားကွဲလွဲတာမျက်နှာပြက်စရာလေးတွေဖြစ်တတ်တယ်ဒီကလာမှာပတ်သက်တဲ့အခါမှာပေါ့လေ ဟိုတနင်္လာသားသမီးစနေသားသမီးတွေကိုအကြောင်းပြုပြီးစင်ကြီးစိတ်လောက်ကလေးတွေရောက်တတ်တယ်ပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်ပါခြေသူအိမ်တော်ဘက်ပဲဖြစ်စေတခြားနေတွေပဲဖြစ်စေဂယုဆိုင်ပဲနော်အာဒီကတော့မှတခုခုလုံးမဲ့ကြိုင်မယ်ဆိုရင်အင်္ကာသားသမီးနဲ့ပူတွဲပြီးလုပ်ပါလို့အကြံပေးပြရစေအဲ့တော့ကန်ဒီယာရဲ့ထောက်ပံ့မှုတွေအပြေဝရအောင် ခရမ်းရအောင် အပြာရအောင်မရမ်းရအောင် အနက်ရအောင်အဲ့ဒီအကြောင်းတွေကိုအဓိကအဝတ်အစဉ်သုံးစွဲပေးပါဒါအပြင်ဇပယ်ပန်းစင်ချယ်ပန်းသစ္စာပန်းရောင်စုံအုံညုံအုံပန်း ဲ့ဒီဘန်းတွေကိုမိမိတို့ယုံကြည်ကိုယ်ပိုင်ဖရာမှာဖရာပန်ကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေ့မှာအလပေါင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့သုံးဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေဂျာနာပရိသတ်သမီးတွေပေါ့လေဒီတစ်ပတ်ကာလကအမရန်ကန်ကောင်းတဲ့ရက်တစ်ပတ်ကာလလို့ခေါ်တယ်ပေါ့လေအဲ့တော့ကောင်းတဲ့ကံလေးတွေအများကြီးရှိသလိုအနှဲငယ်သောအညံ့အခိုက်တွေကတော့လဲပါတတ်တာတဘာဝပေါ့လေအဲ့တော့အညံ့လေးတွေကင်းပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းအောင်ရရရလေးခြေရမယ်ရရရနေနဲ့ဘယ်လိုခြေရမလဲဆိုရင်စီတမင်းနဲ့ဘရာကျော်လေးကို မြတ်စွာဘုရားမှာကတ်လူတာမိမိကိုယ်တိုင်စားသုံးတာအနီးနားကလေမိဘဆရာသမားတွေဖြစ်စေမိတ်ဆွေတွေတင်ကြခြင်းတွေကိုဖြစ်စေစီထမင်းလေးတွေဗရာကျော်လေးတွေဝယ်ပြီးတော့ဒါနပြုကျွေးမွေးပေးလိုက်စမ်းပါဗျာဒီကာလမှာစီးပွားလက်လာပါလေးတွေပို့ပြီးတက်ပြီးတော့တမူးကြီးတဲ့အရာတွေပါကိုယ်စီဝင်လာပါလိမ့်မယ်အဲကျွန်တော်နဲ့အညာအခိုက်လေးတွေပြေပြောင်းချင်တယ်ဆိုလဲမခတ်ပါဘူးအဲ့ဒါဗာလဲဆိုတော့မိမိတို့အိမ်မှာရှိတဲ့မြတ်စွာဘုရားရဲ့ရုပ်ဘွားတော်ကိုအမွေးနတ်နာရေးလေးနဲ့ရေးတက်ပယ်ပေးပါဗျာနော်အဲ့လိုလှုပ်ခြင်းအဖြစ်ပိတ်နေတဲ့လက်လာပါလေးတွေပါပွင့်သွားပြီးတော့ ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချအပူကြီးကောင်းသွားပါလိမ့်မယ်။ကြာသပရိသတ်သမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါရစေ။